1992ခုနှစ်ကနေ2001အဲ့ဒီချိန်ကမဆာလေးအအောင်မြင်ဆုံးချိန်ပဲအဲ့ချိန်ကိုသဘောချရတယ်။မဆာလေးဘဝကိုရှုံးကန်ရတဲ့ဟာနဲ့ဒီလောကတွေကနေကင်းကွာသွားတယ်။အိမ်တောင်ကြီးတွေကွဲတယ်။သားသမီးနှစ်ယောက်အတွက်အဲ့လိုမျိုးပေါ့နော်။ဒီနုပညာလုံမှာခဏနားပြီးတော့အချိန်နေပေးရတယ်၊ရက်တီးရတယ်။အမ28နှစ်နောက်ပိုင်းတွေတောက်လျှောက်ဒုက္ခရောက်လိုက်တာ။30ကျော်လောက်ထိပေါ့။ မှ31ကြာမှဒီလောကတွေပြန်ပြီးတော့နောက်ထပ်တစ်ချိန်ရောက်လာတာပေါ့နော်ဒုတိယတစ်ချိန်ပြန်ဝင်ပြီးနှစ်တည်းအကြာကြီးစောင့်ပြီးတာမှအမကိုကိုဝိုင်းကနေခေါ်ပြီးတော့အမနဲ့ဒီညားနဲ့လိုက်ကိုလိုက်တယ်ဆိုရဲဟာလေးရပေါ့နော်အမအတွက်အဲ့လိုခေါ်ပေးပြီးတော့ကိုဝမ်းကနေပြီးတော့အဲ့လိုမျိုးနေရာပေးပြီးတော့ဟိုဖြစ်ခဲ့တဲ့အတွက်အမကိုကလေးကအစာပြန်တည်သွားတာပေါ့နော် မယားဆိုတဲ့ကားလေးကဟောပေါ့နော်ဒရိုက်တာမစ်ဆက်တရှိကူမှာဖြစ်တယ်အဲအကားရမှာမောင်လေးနေတူညီမလေးဖူခွေးနောက်ညီမလေးဝင်းတပြေထွန်းရဲ့ပထမဆုံးပွဲညီမလေးဝင်းတပြေထွန်းအတွက်ဆိုရင်တော့ပထမဆုံးပွဲဥထွက်ဖြစ်မဲ့ကားလေးဖြစ်တယ်ပေါ့နော်အဲဒီတွဲမဆာလေးကလည်းဒီကားရမှာဟိုတတတအားအနေနဲ့ပါဝင်ပြီးတော့အားဖြည့်တာပဲဖြစ်ပါတယ်ရှင်။မတန်မရဆိုရင်မတန်မရမှန်းရင်တော့ပြုတ်ကြတတပေါ့ဟုတ်တယ်မလား။အဲ့ဒါကတော့ဒါဆွေရွေးစကားလေးလေးရှိတယ်။တကယ်လဲမတန်မရမှန်းတဲ့အခါကျရင် ခုလူလူတယောက်ဟာပေါ့အာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ကို့အချိန်နေနဲ့ကို့အချိန်ခါနဲ့တွားပြီးတော့မတန်မရအဲ့လိုမျိုးပေါ့ဟိုစိတ်ဆိုးပြီးတော့ပဲဟိုပြောတာပဲဖြစ်ဖြစ်ဆောင်ရွက်တာပဲဖြစ်ဖြစ်ဆိုရင်တော့အဲ့လိုမျိုးပေါ့လုံးဝအဆင်မပြေဘူးမတန်မရဆိုရင် ပြုတ်ကျတတ်တယ်ဆိုတဲ့ဟာလေးကိုဒါ ပုံဖော်ထားတာပဲဖြစ်ပါတယ်ဟုတ်ထွက်လာတဲ့ခါကျရင်ပို့ပြီးတော့เนาะကြည်ကောင်းပါအဲ့ဒီတွေ့ထွက်လာတဲ့ရွှေရှင်ကားကြီးရုံတင်တဲ့ခါကျရင်လည်းအားပေးကြပါပေါ့เนาะပြောချင်ပါတယ်ဟုတ်မင်းဆက်ဖြစ်တယ်เนาะလူငယ်ဒရိုက်တာတယောက်ဖြစ်တယ်နောက်ပြီးတော့လည်းနာမည်ကြီးတရုတ်ဆောင်တွေဖြစ်တယ်မောင်လေးနေတို့နာမည်ကြီးဖိုးဖွေးအဲအိမ်မမအာပေါ့เนาะညီမလေးဝင်းတပြေထွန်းကိုဝိုင်းပြီးတော့ ်ပေါ့နော်ပထမအောင်ဆုံးပွဲဦးထုတ်ပေးမဲ့ကားလေးလည်းဖြစ်တယ်။ဒါကြောင့်မလို့ဒါမဆာလေးတို့အနေနဲ့လည်းဝိုင်းရင်တယောက်ဆောင်တယောက်အနေနဲ့မဆာလေးရဲ့အခန်းကဏ္ဍတစ်ခုကနေပြီးတော့ပါဝင်ပြီးတော့ပေါ့နော်အားဖြည့်တာပါရှင်။ဟုတ်ဒီဖွဲ့တွေနဲ့မစုံတာတော့ကြာပြီ။ဖွေးနဲ့လည်းမစုံတာကြာပြီ။မောင်လေးနေတို့နဲ့လည်းမစုံတာကြာပြီ။ဒါပြန်ပြီးတော့တွေ့ချာဟုတ်ကဲ့မဆာလေးဆိုရင်အဲ့လိုမျိုးပေါ့နော်မဆာလေးကအဲ့လိုမျိုးကားဆိုရင်ကားရွေးရလေခုနောက်ပိုင်းဆိုရွေးလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ ိုသားတွေသမီးတွေအတွက်လည်းအချိန်ပေးခြင်းနဲ့နောက်သားသားလည်းတရုတ်ဆောင်လုပ်နေပြီဆိုတော့အဲ့လိုမျိုးပေါ့သူနောက်လည်းလိုက်ရတာပေါ့အဲ့တော့ကိုကကို့အတွက်လှုပ်ဆောင်ချက်ရှိမဲ့နေရာတစ်ခုပေးတဲ့ series လို့ပဲဖြစ်စေရုပ်ရှင်ကားကြီးပဲဖြစ်စေရိုက်တယ်ပေါ့နော်အဲ့လိုမျိုးနေရာမရရင်တော့မရိုက်တော့ဘူးပေါ့နော်အမအဲ့လိုမျိုးနေလိုက်တာပေါ့အခုအမဒါပေမဲ့အမကိုပရိသတ်တရားဟုတ်တယ်မဆာလေးမမြင်တာခြားတော့မရိုက်တော့ဘူးလားဆိုတော့အမ series တွေပေါ့အဲ့လိုမျိုး MRT4 က series ဆိုလဲမှားတစ်ပါးချမ်းရှိဆိုနှစ်နှစ်ရှိပြီ တော်တော်ဟိုကောင်းတာအေကာဟိုအတိကတော့မဆာလေးဆက်ပေါ့နော်အမေဆက်ကိုရှိုက်ထားသူကငယ်ဘဝကနေဟိုးအဖွားကြီးဖြစ်သွားတဲ့အထိရိုက်ထားတာဆိုတော့အာ6လတောင်ရိုက်ခဲ့ရတာဒါပေမဲ့အဲ့လိုမျိုးပေါ့အားကျုံးမှတက်တီရှိုက်ပြီးတော့အချောင်းမျိုးမျိုးတွေချောင်းပေါ့နော်အခုဆိုရင်မပြရသေးဘူးအဲအဲ့လိုမျိုးပေါ့အခုမဟာမဆိုလဲမဟာမနှစ်ကားစီးရီးနှစ်ကားရိုက်ထားအညိုးတစ်ခုဒရိုက်တာပြည့်ဖြုံနိုင်ရဲ့အညိုးရဲ့နောက်ဟွာရဲ့အဲ့လိုမျိုးပေါ့ နောက်လည်းရှိသေးတယ်ပေါ့နော်ဒီပင် channel တွေကလည်းရှိသေးတယ်ဒါပေမဲ့အမကားတွေကအဲ့လိုမျိုးမထွက်လာသေးတာလေအဲ့လိုမျိုးပေါ့ထွက်လာရင်တော့တန်းစီပြီးအဲ့လိုမျိုးထွက်လာမလားတခါလေလည်းအဲ့လိုဖြိတတ်တယ်ဒီလားအဲ့တော့အမကအဲ့လိုဖြစ်မှာရမ်းချောက်တာအဲ့လိုတကားကတကားဆိုပြိတ္တလက်ကွာဒီကားကိုပဲကြည်ပြက်တယ်ကွာဒီကမှအဲ့လိုဟိုဘက်ကလည်းဟိုဘက် channel ကလည်းဒီကားလွှဲဒီဘက် channel ကလည်းဒီကားလွှဲဆိုအဲ့အဲ့နှစ်ကားစုံမှာရမ်းချောက်တယ်အဲ့လိုမျိုးမဆာလေးဒီ15နှစ်ကနေပြီးတော့မဆာလေးအိမ်တောင်မကြခင်ပေါ့အာ2000 1990ခုနှစ်ကနေ 2001အဲ့ဒီချိန်ကမဆာလေးအအောင်မြင်ဆုံးချိန်ပဲအဲ့ချိန်ကိုသဘောကျတယ်နောက်ချိန်မှာအစာလေးဘဝကိုရုံးကန်ရတဲ့ဟာနဲ့ဒီလောကတွေကနေကင်းကွာသွားတယ်အင်တာဗျူးတွေကွဲတယ်သားသမီးနှစ်ယောက်အတွက်အဲ့လိုမျိုးပေါ့နော်ဒီလူပညာလုံးမှာခဏနားပြီးတော့အချိန်နေပေးရတယ်ရက်တီးရတယ်အဲ့ဒီချိန်တွေကမဆာလေးအတွက်အဲ့ဒီ20နော်အမအကယ်ဒမီရပြီပေါ့အမအကယ်ဒမီရတော့အမ28ပဲရှိသေးတယ်အမ28နှစ်နောက်ပိုင်းတွေတောက်လျှောက်ဒုက္ခရောက်လိုက်တာဟာ 30ကျော်လောက်ထိပေါ့။မ31ကျော်မှဒီလောကတွေပြန်ပြီးတော့နောက်ထပ်တစ်ချိန်ရောက်လာတာပေါ့နော်။ရောက်လာတာဆို။အဲ့တော့ဒီလောကထဲမှာဒီလိုမျိုးဒုတိယတစ်ချိန်နေနဲ့ပြန်လဲပြီးတော့ရောက်ရှိလာတဲ့အခါမှာလည်းပြန်လဲပြီးတော့ပြိသက်တွေကလည်းအတိမတ်ပြုတ်ပြီးတဲ့ကိုဝိုင်းပေါ့။ကိုဝိုင်းရဲ့အမုံပေါ့။အမုံကအမရဲ့ဘဝမှာဒုတိယမှတ်တိုင်လေးဆိုလဲမမှားပါဘူး။ဘာလို့လဲဒီလားအမဒုတိယတစ်ချိန်ပြန်ဝင်ပြီးနှစ်တေအကြာကြီးစောင့်ပြီးတာမှာအမကိုကိုဝိုင်းကနေခေါ်ပြီးတော့ အမားเนี่ยဒီညာနဲ့လိုက်ကိုလိုက်တယ်ဆိုတဲ့ဟာလေးอ่ะဗောနော်အမအတွက်အဲ့လိုခေါ်ပေးပြီးတော့ကိုဝမ်းကနေပြီးတော့အဲ့လိုမျိုးနေရာပေးပြီးတော့ဟိုဖြစ်ခဲ့တဲ့အတွက်အမကိုကလေးကအစာပြန်တည်သွားတာပေါ့နော်တချို့နာမည်ပြည့်စုံမသိတဲ့လူကမြရတီမြရတီအဲ့ဒါဘယ်မှပို့တည်လဲဆိုတော့ရန်ကုန်ကလူတွေကတော့ဒီတိုင်းပဲပေါ့လေအာဒီလောက်ပဲရှိတာနေကလူတွေကနေမှာじゃကလေးတွေကအစာဟိုဟိုအမအဲ့လိုနေတည်သွားရင်အဲ့လိုမျိုးကအစာ သူတို့တော်တော်ကိုကြည်တာပဲပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့အံ့ဩရတယ်ဆိုတော့အဲ့တော့အမကိုဒုတိယတစ်ချိန်နေနဲ့ဒါပြိသက်အတိမတ်ပြုအောင်ဒါဒီပေါ့နော်ဆိုတော့ဒါလွန်ခဲ့တဲ့နှစ်နှစ်က2023အကားပေါ့နော်အမုံကဆိုတော့လာဒါလွန်ခဲ့တဲ့၃နှစ်လောက်ကဆိုတော့40ကျော်မှတခါပေါ့နော်အမရဲ့ဘဝကိုပြန်ပြီးတော့အဲဂျင်းနဲ့ပါတယ်အခုလည်းအဲ့လိုပဲအခုလည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အာအခုမဆာလေးရဲ့ဟိုတရုတ်ဆောင်ဒါက တယောက်ဆောင်ပေါ့နော်တယောက်ဖြစ်နေပြီဆိုတော့ခါကြတော့ဒါအခုချိန်လဲဟိုကတော့ခြေနဲ့တဲဖုံးမင်းနဲ့ထင်ထင်နဲ့ကလည်းအဲ့လိုလိမ်မာတယ်နောက်ပြီးတော့ဟိုကပေါ့ဟိုကလိမ်လဲလိမ်လဲလိမ်မာတယ်နောက်ပြီးတော့ဟိုကလည်းဖြစ်တယ်ပေါ့နော်အော်အမေကိုအပေါ်မှာလည်းပြန်ပြီးတော့ကြည့်ရပေါ့နောက်ပြီးတော့အမေကိုလည်းပြန်အားပေးရပေါ့အဲ့တော့တားမိတော့အောင်ကတကယ်ချင်းဆိုလည်းမမှားဘူးပေါ့နော်အဲတယောက်နဲ့တယောက်ဖိမချရတယ်ပေါ့တားမိကြရဟုတ်